တော့ဆိုတော့လူရဲ့ဥခေါင်းယိုခေါင်းယိုနှစ်ခုပို့လိုက်တယ်ခေါင်းယိုနှစ်ခုရောက်လာဘယ်တော့တန်ကယူလာပြီးတော့ပို့တယ်တော့မသိဘူးအဲ့ဒီမှာခေါင်းယိုနှလုံးကိုယူလာပြီးတော့အရှိယောမိစကယောကလူတွေညံကောင်းတယ်လို့ပြောတယ်ဟောဒီခေါင်းယိုနှလုံးဟာယောက်ျားခေါင်းယိုလားမိန်းမခေါင်းယိုလားခွဲရမယ်ပေါ့ နော်ခေါင်းယိုးပို့လိုက်ပြီးတော့ယောက်ျားမိန်းမခေါင်းယိုးခွဲရမယ်ဘယ်ဟာယောက်ျားခေါင်းယိုးဘယ်ဟာမိန်းမခေါင်းယိုးဆိုတော့ခွဲခိုင်းတမန်အဖင်လူရဲ့အုတ်ခေါင်းဆိုတာခေါင်းယိုးချင်းကခတ်ဆင်နေမယ်လေတည်တည်ချာချာမလေးလာမသိတဲ့ပုဂ္ဂိုလ်မှာဒီခေါင်းယိုးယောက်ျားလားမိန်းမလားဆိုတာကွဲပြားကွဲကွဲပြားပြားသိဖို့အလွန်ခဲနေပေါ့အဲ့လိုခွဲခိုင်းလိုက်တဲ့အခါမှာ ခုနအတိုင်းပဲနန်းတော်ကစင့်သာပါပါလာတယ်ဒါကိုမင်းတို့မမကံကဖြည့်နိုင်ရင်ဖြည့်မဖြည့်နိုင်ဘူးဆိုရင်တန်ငွေတစ်ထောင်ဆောင်ရမယ်အမိတ်နဲ့ရောက်လာရသူရသားတွေအကင်းပါတယ်ဆိုတဲ့လူတွေဟာခေါင်းယိုးကင်ပြီးတော့ကြည့်တယ်ခေါင်းယိုးခေါင်းယိုးလို့ပဲမြင်နေတယ်ဒါယောက်ျားလားမိန်းမလားဘယ်လိုမှသူတို့မခွဲတတ်ဘူး နောက်ဆုံးကြတော့မောဒရာပညာရှိရဲ့အကူအညီကိုယူချတယ်။ယူတဲ့အခါမှာမောဒရာပညာရှိကဒါကအမျိုးသားအုတ်ခေါင်းဒါကအမျိုးသမီးအုတ်ခေါင်းဆိုတာကိုသူခွဲခြားပေးတယ်။အဲ့တော့သူခွဲခြားနည်းကဘာနဲ့ခွဲခြားတော့ဦးလို့ဆိုတော့အမျိုးသားယောက်ျားတွေရဲ့အုတ်ခေါင်းရိုးအဆက်ကဖြောင်းနေတဲ့အမျိုးသမီး ။ဥခေါင်းရုံမှာပါတယ်အဆက်ကအကောက်အကွက်ကလေးတွေနဲ့သွားတယ်တဲ့။အဲ့နှစ်ခုပဲသူကနော်။အကောက်အကွက်လေးတွေနဲ့သွားတယ်။အမျိုးသားရဲ့ဥခေါင်းရုံရိုးဆက်လေးကဖြောင်းဖြောင်းလေးပဲနေတယ်တဲ့။အမျိုးသမီးရဲ့ဥခေါင်းရုံကျတော့ကောက်ကွေးပြီးတော့နေတယ်။အဲ့ဒါကိုခြိပြီးတော့ဒါကအမျိုးသားဒါအမျိုးသမီးဆိုတာမှတ်ပြီးတော့ပေးလိုက်။အဲ့ဒါနဲ့နန်းတော်ပြန်ပို့ပြီးအဖြေထုတ်လိုက်တော့အမှန်ဖြစ်နေပြီ မှန်ထုတ်တယ်ဒါဘသူဖြည့်ပေးတာတော့ဆိုမောဒရာပညာရှိဖြည့်ပေးတာဆိုတဲ့တော်တာပဲဘုရင်ကြီးကနန်းတော်ခေါ်ဖို့တိုက်တော်မြန်တယ်သို့တော်တေရကအမတ်ကြီးကဒါကတလောက်ကြီးပညာရှိမခေါ်တော့သေးပါဘူးဆက်ပြီးတော့စူးစမ်းကြပါအောင်ဆိုဆိုပြီး